ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရာဇာဘိုရာလို့ခေါ်တဲ့အရွာလေးမှာရှန်တာနဲ့ဆူမန်ဆိုတဲ့မိထွေနဲ့သမီးတယောက်တို့ကအတူတူနေထိုင်ခဲ့ကြတယ်။ရှန်တာကတော့နေစဉ်နေတိုင်းဆူမန်ကိုလုံးဝခရီးမဆိုင်ဘဲနဲ့နေတိုင်းအเจ้าမေရိုင်းနှက်လေးရှိပါတယ်။ဒါပေမဲ့ရှန်တာကတော့သူခင်မုံကေရှိုးရဲ့ရှိမှာဆိုရင်တော့ဆူမန်ကိုမျက်နှိုးတက်မိုးထားပြီးတော့ချစ်ပြားတဲ့ပုံစံအဆောင်ခဲ့တယ်။ကြည့်ပါအောင်သမီးလေး ်မင်းတနေ့တစ်နေ့ပို့ပြီးပိတ်နေပါလားရန်တာမင်းကစူမန်ကိုဒီလောက်တောင်ခရူးစိုက်တာလားတနာစရာစူမန်လေးကတော့အဖြစ်မှန်တွေကိုသူ့ရဲ့ဖခင်ကိုမပြောဘဲနဲ့နာကျင်မှုအလုံးကိုတိတ်ဆိတ်စွာခံစားခဲ့ရတယ်အဲ့လိုနဲ့လာနေငယ်ကြာသွားပြီးတဲ့နောက်မှာတော့ရှန်တာမှလည်းကိုဝင်ရှိလာတယ်အဲ့ဒီအကြောင်းကိုလည်းရှန်တာကသူ့ရဲ့ခင်မုန်းကိုပျော်ရွှင်စွာနဲ့ပြပြလိုက်တယ်နားထောင်မအောင်ကိုကျမမကြခင် အမေဖြစ်တော့မယ် ကိုလည်းအယံပျော်ရွှင်ရပါတယ်။မင်းငါကိုကိုဒီလောက်ကြီးတဲ့ပျော်ရွှင်မှုကိုပေးခဲ့တာပဲ။ဒီအကြောင်းကိုစူမန်တာသိရင်ဘလောက်တောင်ပြောနေမလဲနော်။မိခင်တယောက်ဖြစ်လာတော့မယ့်အရှန်တာကတော့တခုခုကိုတွေးတော်လိုက်တယ်။အခုချိန်ငါဒီမင်းကလေးကိုအိမ်ဒေးကနေထွက်သွားအောင်လုပ်ဖို့အခွင့်ကောင်းမယ်။သူမကငါအဲ့အတွက်တော့စိတ်နှောက်ရှက်ဖြစ်စရာတခုပဲ။အခုငါသူမကိုဒီအိမ်ကနေမောင်းထုတ်မှဖြစ်မယ်။မဟုတ်ရင်သူမကငါကလေးရဲ့ဝေစုကိုယူသွားလိုက်မယ်။ နောက်တနေ့မနက်မှာတော့စူမန်ကကဲပါအုံးစုအော်ဟိရင်နဲ့ထွက်ပြေးလာခဲ့ပါတယ်။ရန်ဂျာမင်းဘာဖြစ်တာလဲ။ဘာလို့ဒီလိုအော်ဟိရင်နဲ့ထွက်ပြေးလာရတာလဲ။စူမန်ရဲ့လက်ထဲမှာဓာတ်ချောင်းရှိနေတယ်။အဲ့ဒါနဲ့သူက ကျမကိုတတ်ချင်လို့ကျမစီလာနေတာထင်နေ။ကီရှိုးကစူမန်ရဲ့လက်ထဲကဓာတ်ကိုမြင်ပြီးတော့အံ့ဩသွားတယ်။စူမန်တမီမင်းဘာလုပ်နေတာလဲ။တမီအမေကိုဓာတ်နဲ့တတ်တော့မလို့လား။ သူကသမီးကိုအမေတယောက်လိုချစ်ခင်ခဲ့တဲ့သူလေအဲ့ဒါကိုဒီနေ့မင်းကသူ့ကိုတတ်ဖို့ကြိုးစားနေတယ်ဘယ်သူမှဒီလိုမလုပ်ဘူးဖေဖေအဲ့ဒါတွေကအလိန်ညာတွေပါသမီးကဘာလို့ဒီလိုလုပ်ရမှာလဲအဖေကသာသမီးကိုနားလည်မှုလွဲနေတာအဖေသမီးပြောတာကိုနားထောင်မအောင်စူမန်ကအမှန်တရားကိုရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့လေကေရှိုးကတော့သူမပြောတဲ့စကားတစ်လုံးကိုတော့နားထောင်ဖို့အတွက်အစင်းသိရှိမနေခဲ့ဘူးအခုငါအိမ်ကထွက်သွား ကီရှိုးကစကားပြောပြီးတာနဲ့ဆူမန်ကိုအိမ်ထဲကနေမောင်းထုတ်လိုက်ပါတယ်။အိမ်ထဲကနေမောင်းထုတ်ခံလိုက်ရတဲ့ဆူမန်လေးကတော့တောအုပ်ဘက်ကိုလမ်းလျှောက်လာပြီးတော့တစ်ပင်ရဲ့အောက်မှာထိုင်ကအိပ်ပျော်သွားပါတယ်။ကျမဘာလို့အခုလိုဖြစ်ရတာလဲ။အဲဒီချိန်မှာပဲဆူမန်ကငိုစိမ့်သံတွေကိုကြားလိုက်ရတာကြောင့်စိတ်ထဲကလည်းအတွေ့အကြုံကဝင်လာပါတယ်။ကျမဘာမှမလုပ်ခဲ့ဘူး။အဲ့ဒါကိုဘာလို့ဖေကကျမကိုဒီလိုလုပ်ရတာလဲ ဒီနေ့အထိကျွန်မအဖေကိုသိရမယ့်အမှန်တရားတွေမပြောရသေးဘူး။အဲ့ဒီကြောင်းတွေကိုတွေးရင်းနဲ့ပဲသူမကတောအုပ်ထဲကိုဆက်လျှောက်သွားပြီးတော့တောထဲမှာရှိတဲ့တစ်သားငယ်လေးအချို့ကိုစူးစောင်းကတစ်ပင်ပေါ်မှာပဲလှပတဲ့အိမ်လေးလုံဆောက်လိုက်တယ်။အိမ်ဆောက်ပြီးသွားတဲ့အခါမှာတော့စူမန်ကမကြခင်တတောင်တတာနဲ့နေရတော့မယ်လို့တွေးလိုက်တယ်။စူမန်ကနေ့တိုင်းတောထဲကတစ်တီတွေခူးလာပြီးတော့အနီးနားမှာရှိတဲ့မြစ်မှာပဲရေချိုးလေးရှိတယ်။ ဒါရီအားလုံးပြီးတော့စုမန်ကသူ့ရဲ့မိသားစုကိုသတိရနေပါတယ်။မေမေသမီးစီကိုလာပြီးအမှန်တရားကိုခြားရေးလိုက်ပါဦး။ကျမကသူ့ကိုကဲတင်မှုစူးစမ်းခဲ့တာပါ။အဲ့ဒါကိုကျမဘာလို့လိန်ရမှာလဲ။သမီးကိုမိတွေးကမောင်းထုတ်လိုက်ပေမဲ့ကျမတွေ့တော့ပြောရှင်းစရာပါပဲ။စုမန်ကအိမ်ကနေထွက်ပြေးလာခဲ့ရပေမဲ့လေ။သူမရဲ့မိခင်နဲ့ဖခင်ကိုတော့သတိရနေပါတယ်။စုမန်ကဖခင်စီကိုသွားချင်နေပေမဲ့လေကြောက်ရွံ့နေတယ်။ တနေ့မှာတော့စူမန်တယောက်တတိခုနေတော့မှ အမျိုးသမီးတယောက်ရောက်လာပြီးတော့ကျေလောင်စွာကိုကြွေးတော့တယ်။အိုးဖခင်သခင်ကျမကိုအသက်ရှင်လျက်ဘာလို့ကဲတင်ထားတာလဲ။ဒရေးဆန်တကောင်ကမှကျမကိုတက်လိုက်တာကပိုကောင်းအောင်မယ်။အဲ့ဒီတန်ကိုကြားလိုက်တော့စူမန်ကကောင်မလေးစီကိုသွားလိုက်တယ်။အဖွားဘသူလဲ။ဘာလို့ငိုနေတာလဲ။စူမန်ကအဖွားကြီးကိုမေးမြန်းလိုက်ပါတယ်။သမီးလေး အန်တီကအန်တီရဲ့သားကိုအိမ်အောင်ဆပေးခဲ့တယ်။ဒါပေမဲ့အန်တီချွေမကအန်တီပေါ်မကောင်းဘူး။သူမကအန်တီကိုဒုက္ခအယံပေးတယ်။သူတို့တွေကအန်တီကြောင့်ပဲရှင်ဖြစ်ကြတယ်။အန်တီရဲ့ပြဿနာကြောင့်ပဲချွေမလေးကအန်တီကိုအိမ်ထဲကနေမောင်းထုတ်လိုက်တာပဲ။အဖကြီးကငိုယူပြီးတော့သူမရဲ့ဝေဒနာတွေကိုပြောပြတယ်။အဖကဒီတော့ရန်ဒရိုက်ဆန်ရဲ့အစာဖြစ်နိုင်မလားဆိုပြီးတော့ဒီကိုလာနေနေတာပါ။ ဆူမန်ကသူမရဲ့စကားတွေကိုကြားပြီးအယံဝန်နေသွားတယ်။သူမရဲ့အိမ်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ဆူမန်ရဲ့အိမ်ကိုမြင်တော့အဖွားကြီးကလည်းအံ့ဩသွားတယ်။တမီးလေးတမီးကဒီမှာတယောက်တည်းနေတာလား။တမီးရဲ့မိဘတွေကရောတမီးနဲ့အတူမရှိဘူးလား။အဖွားကျမရဲ့အမေကဆုံးသွားပါပြီ။အမေဆုံးပြီးတာနဲ့ကျမရဲ့အဖေကနောက်အင်တာဗျူးခဲ့တယ်။ဇာဘမက်မိတွေကတော့ကျမကိုမကြိုက်ဘူး။သူမကကျမကိုဟင်းသင်းဟင်းရွက်လီပို့ထားပေးပြီးတော့လီးခိုင်းခဲ့တယ်။ ကျမအလုပ်ဘော်ကိုအာရုံရောက်နေတော့မှကျမကသူ့ကိုတတ်ချင်တဲ့စိတ်ပေါ်လာတယ်ဆိုပြီးတော့အဖေကိုတိုင်နေ။အဲဒါကြောင့်မဲ့အဖေကဒေါသထွက်ပြီးတော့ကျမကိုရိုက်နှက်တယ်။ပြီးတော့အိမ်ထဲကနေမောင်းထုတ်လိုက်တယ်အဖွားရဲ့။ဒါပေမဲ့ကျမဘာအမှမမလုပ်ခဲ့ဘူး။အဲ့လိုပြောရင်းနဲ့ဆူမန်ကအိမ်ကနေထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့အဖွားကတော့ဆူမန်ကိုနှစ်သိမ့်ပေးလိုက်ပါတယ်။ကြည့်ပါအောင်သမီးလေး။အဖွားတို့တွေဒီလိုဆုံတွေ့ရတာက အဖွားရဲ့ရှေးဘွားကံကြမ္မာတွေပဲဖြစ်မယ်။အခုချိန်ကစပြီးအဖွားတို့အတူနေထိုင်ကြမယ်လေ။အဲ့ဒီချိန်ကစပြီးသူတို့နှစ်ယောက်ကအတူတူနေထိုင်ကြပါရဲ့။လာနေခဲ့ကြသွားတဲ့အခါမှာတော့စူမန်တို့ကဒေါ်ရင်မာဇီတီခုပြီးတော့ရောင်းချကြတယ်။အဲ့ဒါကြောင့်မဲသူတို့ကလည်းငွေရလာပါရဲ့။စူမန်တယောက်တတိခုနေတော့မှသူမမိတွေရောက်လာပြီးတော့စူမန်ကိုပြောဆိုပါတယ်။သမီးစူမန်မမေကိုခွင့်လွှတ်ပေးပါ။သမီးကိုအိမ်ထဲကမောင်းထုတ်ခဲ့တဲ့အတွက ဖယားသခင်ကကျမကိုကောင်းကောင်းပြစ်ပေးလိုက်ပြီးဘာလို့လဲအမေကျမလုံးရက်တွေမှားသွားပါတယ်အခုမငိုနဲ့အဖေကအယံဝမ်းနဲ့နေခဲ့တယ်အဲဒါကြောင့်ကျမတို့ကိုအမှန်တရားအလုံးပြပြလိုက်တယ်ဒါပေမဲ့ကိရှုကတော့ကျမကိုဒေါသတကြီးနဲ့တုံ့ပြန်ခဲ့တယ်ရန်ဒာမင်းဘလို့လုံးလိုက်တာလဲအခုသူမဆင်နေဘလို့လဲဘယ်နေရာမှာရှိနေလဲဆိုတော့ငါမသိတော့ဘူး သူကကျမကိုအဟင်းနေတော့မှပဲနှလုံးရောကထဖောက်လာတယ်။အခုသူကသမီးကိုပဲတတိယနေတယ်။သမီးအိမ်ပြန်လာခဲ့ပါလား။ဖေဖေကသမီးကိုအရန်တွေးချင်နေလို့ပါ။ရန်တာကစူမန်းကိုအိမ်စီခေါ်သွားပါတယ်။ကေရှိုးကစူမန်းကိုတွေ့ရတော့အရန်ပျော်ရွှင်သွားတယ်။အဖေတို့ကိုခွင့်လို့ပါ။အဖေတို့ကသမီးဖို့ကိုအမှားကြီးမှားခဲ့တယ်။ကေရှိုးကသူ့သမီးလေးကိုတောင်းပန်လိုက်ပါတယ်။စူမန်းကသူ့အဖေကိုပတ်စံအချို့ပေးပြီးတော့တော်ရဲပြန်သွားတယ်။ ေရှိုနဲ့ရန်ဂျာတို့ကသူမကိုတားဖို့အတင်းကြိုးစားပေမဲ့လည်းသူမကတော့မရက်တန်းခဲ့ဘူးဒေါ်ရယောက်ကျော်အဖွားအိုကြီးကလည်းသူမကိုတခုခုမေးမြန်းလိုက်ပါတယ်တမီးလေးမင်းရဲ့အမေနဲ့ဖေက နောင်နာရပြီးပြောင်းလဲဖြစ်သွားတာတော့မင်းကဘာလို့အဲ့ဒီမှာမနေတာလဲအဖွားအခုသူတို့ကနောင်နာရသွားတာအမှန်နဲ့ဒါပေမဲ့နောက်တစ်ချိန်သူတို့တွေပြန်ပြောင်းလဲသွားတဲ့အခါကျရင်သူမကဘာလို့ရမှာလဲပြီးတော့အဖွားကလည်းဒီမှာတယောက်တည်းနေနေတာပဲလေး အဖွားကလည်းအရာအလုံးကိုထားခဲ့ပြီးတော့အထီကိုလျှောက်လာတာအဲ့ဒါကြောင့်ကျမအဖွားကိုဘလို့လို့တယောက်တည်းထားခဲ့နိုင်မှလဲသမီးလေသမီးကကိုမသိတဲ့အမျိုးသမီးတယောက်အတွက်ဒီလောက်ထိတောင်တွေးပေးခဲ့တာပဲအဖွားအတွက်တော့အမင်းကကျေးဇူးရှင်ပါပဲအဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ကလည်းတော်ရိမ်မပြောရှင်စွာနဲ့အတူတူနေထိုင်ကြတယ်သူတို့နှစ်ယောက်စလုံးကတူဦးကိုတူအားကိုရဖြစ်လာခဲ့ပါတယ်တနေ့မှာတော့အဖွားအိုကြီးရဲ့သားကသစ်ပင်ခုံရင်းနဲ့တောအုပ်ဘက်ကိုရောက်လာတယ်အမေ အမေရဲ့ချိန်မက အခုအမေကိုအရန်တရိရနေတယ်။အိမ်ကနေအမေထွက်သွားပြီးတဲ့နောက်မှာ သူမကအိမ်ခေါင်းမိုးပေါ်ကနေပြုတ်ကျပြီးတော့အဲဒီချိန်မှာပဲသူမရဲ့မားကိုတီးသွားတယ်။အဲ့ချိန်ကနေဆလို့သူမက အမေကိုပဲအရန်တရိရနေတာ။ဒါငါတို့ကမင်းလိုအပ်မှာမဟုတ်ဘူး။ကျမအခုမင်းတို့နှစ်ယောက်ကြမှာဝင်ပါခြင်းဘူး။အခုအမေကဒီမှာပြောနေတာ။အဲ့ဒါကြောင့်ဘာစိတ်ဒုက္ခမှထပ်မယူခြင်းတော့ဘူး။ ာမင်းအိမ်ပြန်ပြီးမင်းရဲ့ချိမကိုပြုစုဆောင်ရှောက်ပြီးတော့ပျော်ရွှင်စွာနေပါအမေဇဗမိတ်အမေရဲ့ချိမက အမေကိုတတိယနေတာလေတာအခုအမေမှကိုပိုင်ကဘာလေးရှိနေပြီဒီနေရာမှာအမေပြောနေတယ်အမေဘာစိတ်ဖြစ်စီမှုမှမယူစင်ဘူးတာကပဲချိမလေးနဲ့အတူပျော်ရွှင်စွာနေပါအမေရဲ့ပိုင်ဆိုင်မှုတွေကချိမလေးနဲ့မင်းအတွက်ပဲတာ ကောင်လေးကအသူ့မေကြီးရဲ့စကားပြောလို့မရတာကြောင့်မလို့စိတ်ပြတ်စွာနဲ့ပဲထွက်လာခဲ့တယ်။အဖွာအဖွာရဲ့သားကအဖွာကိုလာခေါ်တာတော့အဖွာကဘာလို့လိုက်မသွားတာလဲ။ပြီးတော့အဖွာရဲ့ဆွေမကလည်းအဖွာကိုလိုအပ်နေရပဲလေ။အဖွာကဆွေမနဲ့နေလို့မပျော်ဘူးဆိုရင် အဖွာပြောစားခဲ့လို့ရတာပဲ။ဒါပေမဲ့အခုဆွေမကိုရင်ကအဖွာကို ပြန်ခေါ်နေတာ။အဖွာဘာလို့မသွားရတာလဲ။သမီးလေး သူတို့နှစ်ယောက်ကအလုပ်အတွက်ပဲအဖွားကိုပြန်ခေါ်ချင်တာဘာလို့လဲဆိုတော့အခုချိန်မှာကသူ့အတွက်မရှိမဖြစ်တဲ့သူတယောက်လေအဲဒါကြောင့်အဖွားရဲ့သားကသူ့ရဲ့ချိန်မှာလေးကိုပြုစုဖို့အတွက် အိမ်ကူအနေနဲ့အဖွားကိုလာခေါ်တာဒါပေမဲ့အဖွားကတော့အဲ့ဒီကိုပြန်မသွားချင်တော့ဘူးဘာလို့လဲဆိုတော့အဖွားရဲ့ချိန်မှာလေးကပြန်တက်တာလာရင် သူမကအဖွားကိုချက်ပြီးတော့ကန်ထုတ်အောင်မှာပဲအဲ့ဒီလိုအရှက်ရတာကိုအဖွားထက်ပြီးမခံနိုင်တော့ပါဘူး အဖွားကသမီးနဲ့အတူဒီမှာနေရတာကိုပဲပြောတယ်။အခုဖွားတို့ကလည်းနှစ်နှက်စာကိုငိမ့်ချန်းစွာနဲ့ရှာဖွေနိုင်ပြီလေ။အဖွားကြီးကစူမတ်ကိုပြေးဖက်လိုက်ပါတယ်။အခုချိန်မှာတော့စူမန်နဲ့အဖွားတို့ကငိမ့်ချန်းတဲ့ဘာလီနဲ့အတူတူနေထိုင်ပြီးတော့ပျော်ရွှင်နေကြတယ်။သူတို့ကမိသားစုနဲ့ဝေးကွာနေပေမဲ့လေ။အခုချိန်မှာတော့သူတို့ရဲ့အနီးအနားမှာဘသူကိုမှမလိုအပ်တော့ပါဘူး။ ဟုတ်ကဲ့ပါရှင်ဇလံလေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်